ဆုံးရှုံးပျက်စီးခြင်းဆိုတာကျွန်တော်တို့အဲ့ဒါစာတန် credit ပေးဖို့မဟုတ်ကျွန်တော်တို့ကဆုံးရှုံးပျက်စီးခြင်းနေဝန်နေခြင်းနေဝင်လာပြီဆိုလို့ရှိရင်စာတန်ငါတို့ကိုဆွဲပြီအဲ့လိုထင်တာ no အဲ့ဒါနှစပြန်ရဖို့အဲ့ဒါပို့ပြီးတော့အောင်မြင်ဖို့ဖြစ်လာဖရားရဲ့သဘောတဘာဝဟို restore ပြန်လုပ်တဲ့သဘောတဘာဝဒါကြောင့်တင့်ကိုဘယ်တော့မှဖရားသခင်မဆုံးရှုံးစေဒီကဘာမြေကြီးကိုဖရားသခင်ဖန်ဆင်းတယ်ဖရားသခင်ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတယ်ကောင်းကင်မှာလည်း ်ကောင်းကင်တမန်တရက်တရှိရမြေကြီးမှာလည်းမြေကြီးနဲ့ပတ်သက်တဲ့အားလုံးဖျားသခင်ဖွင့်စင်းတယ်ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့ကောင်းကင်ပေါ်မှာပြဿနာတက်တယ်ကောင်းကင်ပေါ်မှာလူစီဖာနဲ့ဖျားသခင်နည်းနည်းပြဿနာတက်တယ်အဲ့အချိန်မှာမြေကြီးကိုဖန်ဆင်းတာပြီးပြီနော်ဒါပေမဲ့ကောင်းကင်ပေါ်မှာတက်တဲ့ပြဿနာကြောင့်ဖျားသခင်ကမြေကြီးပေါ်ကိုလူစီဖာကိုချလိုက်တယ်လူစီဖာမြေကြီးပေါ်ရောက်လာတဲ့အချိန်ကဘာမြေကြီးကဖြတ်စည်းသွားတယ်။တနည်းအားဖြင့်ပြောရရင်ရေဖုံးလွှမ်းသွားတယ်။မောင်မိုက်တိကျသွားတယ်။လူစီဖာကိုမြေကြီးပေါ်ချလိုက်တဲ့အချိန် ဒါမဲ့ဘုရားသခင်ကမြေကြီးပေါ်ပြန်ဆင်းလာပြီးတော့ဘာလုပ်လဲတလား restoration လုပ်တယ်ဘုရားသခင်ကသူဖန်ဆင်းစားကအတိုင်းပြန်ပြီးတော့ပူလာပါတဲ့လူကိုပါထပ်ဖန်ဆင်းတယ် restore လူကိုဖန်ဆင်းတယ်ဒါမဲ့လေလူကလည်းဘာထပ်ဖြစ်လဲထပ်ပြီးတော့စာရန်လိန်နာခံရပြီးတော့ပြန်ချဆင်းသွားတယ်ဒါနဲ့ဘုရားသခင်ကဘာပြန်လုပ်လဲသားတော်ယေရှုခရစ်ကိုဆေလွတ်ပြီးတော့တခါဘာပြန်လုပ် restore restore စာရရဲ့အမှုတွေအားလုံးကိုငြိမ်ခံနေတဲ့အထဲမှာဘုရားသခင်နဲ့ဘုရားသားသမီးတွေမပေါ့စာရလုတ်တဲ့အမှုတွေအားလုံးမာနရဲ့အမှုတွေအားလုံးကို restore တနည်းအားဖြင့်ပယ်ဖျက်ခြင်းလို့ဘုရားသခင်ကသူ့သားတော်ကိုစေလွတ်ခဲ့တာသားတော်ယေရှုခရစ်အားဖြင့်ဘုရားသခင်ကဇီအုံလို့ပြောတဲ့အသင်းတော်ယေရှုခရစ်အားဖြင့်ဇီအုံလို့ပြောတဲ့အသင်းတော်ဘုရားသခင်ဒီအချိန်မှာ 平时那批人。